ူကစိတ်ကောင်းရှိတယ်လို့ပြောထက်အောင်ကသူကစဟိုဘယ်လိုပြောမလဲသူကအရက်တောက်တဲ့ဆိုပေမဲ့အရက်ကိုဟိုလိုမျိုးအရက်သမားကြီးလိုမျိုးမူးရမ်းကားနေရမဟုတ်ဘူးလေသူကအရက်တောက်တယ်ဆိုတာသူ့ရဲ့ဒီအင်းမြမိုးအရင်မင်းမကိုပေါ်မှာနောင်နာတွေနဲ့နောင်နာစိတ်တွေနဲ့သူကသူ့ကိုယ်သူညှင်းဆဲတဲ့အနေနဲ့သူကတောက်တာအဲနောက်ဆုံးသူကမထိနဲ့ဆိုပြရလေမထိနဲ့ဆိုတော့ဟို ဘယ်လိုပြောမလဲအမေကသူစိတ်လဲလွတ်တာလဲပါတယ်ပေါ့နော်အဲပြီးတော့သူကယူတယ်ယူတာတော့မဟုတ်ပါလေပပလေးရင်ရင်လေးပေါ့စိတ်တော့မိန်းကလေးမျိုးသမီးတယောက်ကဘေးချန်နေချက်ဖြစ်သွားချင်းမှာစိတ်လွတ်သွားတာဟုတ်ခလိုက်တယ်ဒါဒီခလိုက်တယ်မထိနဲ့ကိုပတ်တာဖန်ခတ်အဲပေါ်ဟို အမှန်လည်းပဲပြောရမှာပါပါဆိုတော့ तू ကဟိုအိမ်မှာလဲသူ့မှာလဲထရမာရှိတယ်ဆိုတာမိသားစုမှာလဲ तू အမြဲတမ်းတကောင်နဲ့အတယောက်တည်းဖြစ်နေတဲ့အခါကျတော့မိသားစုမှာလဲ तू အမြဲတမ်းအကျင့်ခံရတဲ့ပုံစံဖြစ်နေတော့ तू အမြဲတမ်းမန်တင်နေမိနေရတဲ့အခါကျတော့အဲ့လိုကိုချစ်ရတဲ့သူတွေကပါကိုယ့်ပေါ်မှာတစ္ဆာဖောက်တယ်ဆိုတော့လဲ तू ဒီပေါ်မှာပြန်ပြီးအကန့်ပြန်ဖြစ်သွားတာပါ ုံမောင်ကလည်းကိုညီမလေးလိုလည်းဖြစ်နေတော့ဒါအမကတော့ကိုချစ်တဲ့လူပညာရှင်လေးလည်းဖြစ်တဲ့အတွက်လာပြီးအားပေးတာပါရှင်။ကိုမောင်အချိုလည်းကျွတ်တတ်ပါတယ်။အဲ့တော့သူရဲ့အလောင်းအလောင်းပဲကျွတ်တာသူရဲ့ဒီအလောင်းထဲမှာလည်းအချိုတွေလည်းပါတာပဲလေ။အမတို့ဒီရမတ်မှာဆိုလည်းအချိုတွေအများကြီးပါတာပဲ။ဒီဟိုမှာဆိုလည်းဒါအရှိရာရိုက်ခဲ့တဲ့အိမ်နောင်တို့နောင်တို့မှာလည်းအချိုတွေပါပါတယ်။ဇက်ကားတကားလုံးကြီးအကြည့်မယ်ဆိုလို့ရှိရင်လည်းသူကအလောင်းဘက်ကိုသွားတယ်ဆိုရင်အချိုတွေလည်းပါပါတယ်။အဲ့တော့ဟာကသူချစ်ခင် ခါတကားမှာဆိုလို့ရှိရင်လည်းအရန်ရီရတာပဲလေအရန်ပောက်ခဲ့တာပဲဆိုတော့ तू ကအမှန်ကတော့ဘုံဘုံကအကုန်ရပါတယ်ခါကြလို့ရှိရင်လေ तू အရန်ခိုင်းရအဲ့လိုမျိုးလေလေဟိုလို့ကောင်းမလဲ तू ကို तू အမှန်ကတော့ရီစားတာမရှိဘူးနော်ဘုံဘုံလေအမှန်ရိုမက်တစ်စေပါလေဆိုတော့ तू အရန်ဟိုတော်တယ်အကြောင်းလေးဒီဘလို့စဉ်းစားပြီးတော့နေဘလို့ရေးတာလေကျွန်တော်တို့နေကြတော့လေဟိုအရန်ခင်နေတဲ့ခါကြတော့လေ ဟိုကို့ညီမလေးလိုလည်းဖြစ်တယ်ကို့သားသမီးလေးလိုလည်းဖြစ်တဲ့အခါကျတော့ပြောမနာဆိုမနာဖြစ်တာပေါ့အဲဒါကြတဲ့သူမင်းအဲကို့ငချင်းချင်တာတော့မဟုတ်ဘူးနင်းဘလို့စဉ်းစားမရေးတာလဲကြီးစားတော့မထားဘူးပဲနဲ့ဒါမျိုးနေပြူကြီးရတခါတည်းရေးတတ်တယ်မှကြည့်ပါလားရမက်မာမှတင်မက်လက်နဲ့တပြေနဲ့ဟာဆိုလို့ရှိရင်လည်းသူရေးတာကရမ်းကြည့်ရအဲ့လိုမျိုးလေးပေါ့ဟုတ်အဲနောက်ဆုံးသူကမထိနဲ့ဆိုပြောလေမထိနဲ့ဆိုတော့ဟို လိုပြောမလဲအမေကသူစိတ်လဲလွတ်တာလဲပါတယ်ပေါ့နော်အဲပြီးတော့သူကယူတယ်ယူတာတော့မဟုတ်ပါလေပပလေးရင်ရင်လေးပေါ့စိတ်တော့မိန်းကလေးမျိုးသမီးတယောက်ကဘေးချန်နေချက်ဖြစ်သွားချိန်မှာစိတ်လွတ်သွားတာပေါ့စိတ်လွတ်သွားတဲ့ခါမှာဒါပေမဲ့သူကဟိုလိုမျိုးကြောက်စရာကောင်းအောင်မဟုတ်ဘဲနဲ့သူ့ရဲ့ဘာသာမြတ်စံနေရနူးညံ့နေချစ်ဖို့ကောင်းနေဆိုတော့စိတ်အတိုင်းပေါ်တာပေါ့အဲ့တော့မထိနဲ့ပေါ့ငါကို့ဘာကိုဖန်ခံမယ်ပေါ့မမာနာလည်းရှိတဲ့ခါကျတော့ကို့ဘာကိုဖန်ခံမယ်ဆိုပြီးပြောတာပြီးတော့ဘိုင်းဆိုတဲ့ဟာတော့ပုံသင်ပေးတာပါအဲ့ပေါ်ဟို မှန်တယ်ပဲပြောရမှာပါဗျာဆိုတော့ तू อ่ะဟိုအိမ်မှာလဲသူ့မှာလဲထရမာရှိတယ်ဆိုတော့မိသားစုမှာလဲ तू อ่ะအမြဲတမ်းတကောင်နဲ့အပြောက်ထက်ဖြစ်နေတဲ့အခါကျတော့မိသားစုမှာလဲ तू อ่ะအမြဲတမ်းအကျင့်ခံရတဲ့ပုံစံဖြစ်နေတော့ तू อ่ะအမြဲတမ်း maintain နေမိနေရတဲ့အခါကျတော့ အဲ့လိုကိုကြည့်ရတဲ့သူတွေကပါကို့ပေါ်မှာတစ္ဆာဖောက်တယ်ဆိုတော့လေသူကဒီပေါ်မှာပြန်ပြီးအကန့်ပြန်ဖြစ်သွားတာပေါ့အကုန်လုံးထိုးကြတော့ဂျင်းနဲ့ပီတိပြတယ်တနေ့တနေ့ဒီအမတို့ရမတ်ဆိုပြီးတော့ group ဖွဲ့ထားတာဟိုပါဝင်တဲ့အိုက်တာတွေမိန်းမမိန်းမအကုန်လုံးက group ဖွဲ့ပြီးတော့တနေ့နေ့ဒီဘိုင်းတက်ပြီဆိုရင်ဒီဘိုင်းသူများကြီး show တဲ့ဟာတွေပို့ကြရီကြဟားကြပေါ့အဲ့ဒါဆိုတော့ပြောရတယ်အဲ့ဒီအမတို့ပင်မခံရကြုံနဲ့ပါတယ်အကုန်လုံးကပင်မကြ concept ဆိုလဲ လက်မောင်ပြုတ်သွားလေတကယ်ပြုတ်သွား brush ဆိုပြီးတော့လေအဲနားလိုက်ရတယ်ရှူတယ်အဲ့လိုမျိုးပေါ့အဲပင်မခံရတယ်ခိုင်ဟိုဂျိုနဲ့သွားတာပကံတုနဲ့ပကံတုနဲ့ဒါပေမဲ့ပကံတုနဲ့ဆိုရင်ပကံကသူကလေဟိုဟိုဗာလဲထောက်လိုက်တဲ့အချိန်မှာဖွာသွားအောင်လို့သူကနည်းနည်းလေးမမမလေးလှုပ်ရတာပေါ့လေဖော့တော့မဟုတ်ဘူးပေါ့အဲ့တော့ဟိုဇောင်းလေးနဲ့ထိသွားတဲ့အချိန်မှာလေအထုဆုံးမဲ့လည်းနာတာပဲဟုတ်တယ်ပကံတုပါလေဟိုတယ်ရှူတယ်မှာငိုတနာပါအားရတယ် ဟောဟောဗာလဲအရင်တော့ဘုံဘုံနဲ့စုံလာဆိုလို့ရှိရင်တော့အရင်တော့ဗီဒီယိုခင်မာတုန်းကတော့အမတို့အများကြီးရိုက်ခဲ့ပါတယ်ဒါပေမဲ့အခုဇလန်းထဲမှာဆိုလို့ရှိရင်တော့ဒါရှင်သွေးပေါ့နော်ရှင်သွေးရိုက်ခဲ့ပြီးတော့ဒါဒုတိယမြောက်ဆုံးတဲ့ကားပေါ့အဲဆိုတဲ့အခါကျတော့သူနဲ့ဆိုင်ရကြတယ်အမကဒါရှင်သွေးထက်သူကပို့ပြီးတော့ အော်ဇက်အင်ကြီးတယ်တဲ့ပြီးတော့ရေသွေးထက်လည်းပို့ပြီးတော့အားရတယ်ပေါ့သူကပြောခဲ့တယ်ဆိုတော့အမတို့ကရိုက်တဲ့ခါကျတော့လေဇလန်းပြောဆိုကိုပါနဲ့အပိုင်းဝင်ပဲကိုလို့ကြတခါကျတော့ရှင်သူများတွေဘာအပိုင်းတွေဘလို့ရိုက်ခဲ့မှန်းကိုလည်းမသိဘူးဇကားတကားလုံးအမတို့ပြန်ကြည့်တဲ့ခါကျမှတော့အော်ဒီဘက်မှာဟိုမှာဘာလဲကွန်ဆက်ဆိုလို့ရှိရင်လည်းဒါဒါအများကြီးလုတ်ခဲ့ရတာပဲဟိုဟာဒီယုတနာတယ်ဆိုလည်းများအဲ့တော့မှသိရတာသူကစိတ်ကောင်းရှိတယ်လို့ပြောထက်အောင်ကသူက ပစ္စယဟိုလိုကောင်းလေသူကအရက်တောက်တဲ့ဆိုပေမဲ့အရက်ကိုဟိုလိုမျိုးအရက်သမားကြီးလိုမျိုးမူးယမ်းလာနေရမဟုတ်ဘူးလေသူကအရက်တောက်တဲ့ဆိုတာသူ့ရဲ့ဒီအိမ်မြမိုးအရင်မင်းမအပေါ်မှာနောင်နာတွေနဲ့နောင်နာစိတ်တွေနဲ့သူကသူ့ကိုယ်သူညင်းစဲတဲ့အနေနဲ့သူကတောက်တာသူကစိတ်ကောင်းအဲ့တော့စေတနာချိုးပေးတယ်ဆိုတဲ့ဟာသူ့ရဲ့စိတ်ရင်းအတိုင်းပြန်ချိုးပေးတာကျန်တဲ့သူတွေတည်သွားရတယ်ဆိုတာလေဒါသူကဘယ်လိုလဲဆိုတော့ဟိုတင်ရစာပေးတဲ့အနေနဲ့ပဲလေဘာလို့လဲဆိုတော့ရမတ်တွေအရင်ကြီးတယ် ဒီကားကိုကြည့်တတ်မယ်ဆိုရင်ပညာရေးအများကြီးရပါတယ်ဆိုတော့ရမတ်တွေအများကြီးရဲ့အတွက်တယောက်တစ်မျိုးပူလောင်ရတယ်တယောက်တစ်မျိုးတင်တာဆုံးရှုံးရတယ်ဆိုတာပြချင်တယ်ပြီးတော့ character တွေကြည့်မယ်ဆိုလို့ရှိရင်လည်းသုံးဆက်သုံးဆက်မိုးတည်တာဆိုလို့ရှိရင်လည်းအမှန်ကတော့တနာဖို့ကောင်းသူ့ဘွားကဒါသူသူ့ကားကိုသူနေရာကိုဘယ်လိုပြောပြရမလဲကျော်ထောင်ရဲ့ကိုကျော်ထောင်ရဲ့အချစ်ကိုရကျင်တယ်ဆိုတဲ့ဟာနဲ့သူရှင်းတန်းလာရတယ်ဆိုတော့သူ့ဘွားလေးကဆိုလို့ရှိရင်အမှန်ကဲဆိုတော့တနာဖို့ကောင်းအဝရီဆိုလည်းဒီတိုင်းမစားနေသူကအချစ်တာလေ ဒါသူအားချစ်တဲ့မိန်းကလေးတယောက်နေနဲ့လဲသူကကနာကိုကောင်းနေတယ်ဗျာဒါအမနေရနေဒီမျက်စံနေနေရနေဆိုလဲသူဒီတိုင်းပဲမျက်စံနေကဟိုတစ္ဆာအများနာဖောက်ခံရတယ်အဲ့လိုမျိုးလေးရင်လဲအဲ့ကရိတာတစ်မျိုးစီဆိုတော့ကနာလဲကနာကိုကောင်းတယ်ရမက်ကြည့်လို့ရှိရင်ပူလောင်ရတယ်ဆိုတဲ့ခါမျိုးပြတာဒီအမတို့ဒီဟိုရိုက်တဲ့ခါမှာလဲဒီအကုံလုံးကလေဟိုဒီဆက်ဖွဲ့တွေကအစအကုံလုံးအကုံလုံးပေါင်းနေတဲ့ မီးတို့မိုင်းတို့တွေရောအကုန်လုံးအမတို့ဒီပြင်းမှုအကုန်လုံးကလေစစ်စစ်လုံးလုံးရှိကြတယ်ပျော်ပျော်ရွှင်ရွှင်နဲ့ရတယ်အမတို့ရှူတင်ပေါ်ရောက်တိုင်းဆိုလို့ရှိရင်ဟောပြောရမလဲအလုံးလုံးနေရလို့ခံစားရအောင်ရှူတင်မနဲ့မိုးလင်းလို့ရောက်လာပြီးဆိုတော့ပြန်တဲ့အချိန်ထိဟောဘလို့အချိန်ကုန်လို့ကုန်သွားမှမသိဘူးဆိုတော့ဇက်ကစီးနေခါကျတော့ဒီဇက်ထဲမှာမျောနေတော့ဟောပင်မနဲ့လို့ခံစားရအောင်ကျွှေစရာမိသားစုလေးပေါ့လေဒါပေမဲ့ဟောအပြင်မှာတော့တော်တော်လေးပျော်ဖို့ကောင်းပါတယ်။အော်ဘယ်လိုပြောရမလဲစွစုစွစုကလည်းသူကဒီတန်းမှာကျတော့သူကဟို ဟုတ်မခံလေးပေါ့နော်ဆိုတဲ့ခါကျတော့သူနဲ့အမှန်ရကိုကျော်ထောင်နဲ့နောက်ဆုံးခန်းလေးအကုန်လုံးကလည်းထိုးကြတယ်လိုက်တယ်ပေါ့နော်အဲသူမျက်နှာလေးကလည်းကြည်ကြည်လင်းလင်းနဲ့ကိုကျော်ထောင်လည်းအရက်ပြတ်သွားတယ်ဆိုတော့ကြည်ကြည်လင်းနဲ့ဆိုတော့လိုက်တယ်အဲအဓိကတော့ဇက်ကတော့အကုန်လုံးကမကောင်းတာတွေလုပ်တဲ့သူတွေကတော့သူ့လမ်းသူသွားကြတာပေါ့လေအခုသူတို့နှစ်ယောက်ကစိတ်ကောင်းရှိတော့ကောင်းတဲ့နေရာပေါင်းစည်းသွားတာပေါ့အဲ့လိုပုံစံမျိုးပေါ့အခုရုပ်ရှင်ခါကြီးပေါ့နော်ဟိုမောက်မီပြားဆိုတဲ့ရုပ်ရှင်ခါကြီးယုံကြည်မှုရှိပါတယ်အဲ့ကအဲ့ခါကျလို့ရှိရင်လုံးဝမတူညီတဲ့ပြည့်တတ်တွေလုံးဝမမြင်ဘူးသေးတဲ့ character နဲ့ရုပ်ကိုမြင်ရမှာ